ကဘာကြီးကနေလှမ်းကြည့်ရင်စကြောလာကြီးဟာအရန်ကြေပြောတဲ့ပြင်ဘာမှရှိမနေသလိုဗလာနဲ့ထီကြီးပါပဲကျွန်တော်တို့လူသားတွေလေလာထားပြီးသလောက်တက်ရှိတွေဆိုတာလည်းမရှိသလောက်ပါပဲကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးကတော့ချွင်းချက်ပါပဲဘာဖြစ်လို့လဲဘာကြောင့်ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကျူကြီးကမတူ क्वे ပြားနေရတာလဲဒီပြည်တွေဟာကဘာကြီးရဲ့အတိတ်ပုံရိပ်တွေကြောင့်မှပုံကွယ်နေပါတယ် ဒီဖြေကိုရှာဖွေဖို့ကျွန်တော်တို့ဟာအချိန်ကိုနောက်ပြန်သွားဖို့လိုပါတယ်ပထမဆုံးလူသားတွေကိုမြင်ရမယ်ကမ္ဘာတိုင်ကြီးတွေရွေးရှားပွတ်တိုက်မှုတွေကိုမြင်ရမယ်ကြမ်းတမ်းရက်စက်တဲ့ဒိုင်နိုဆောတွေတွေ့ရမယ်သမုဒ္ဒရာတွေဆင်းကြည့်ရင်လက်ရှိခေတ်မှာမတွေ့နိုင်တော့တဲ့ထူးဆန်းတဲ့သက်ရှိတွေမြင်ရမယ်ရေခဲခေတ်ရဲ့အယိုးဆိုင်အောင်အေးတဲ့အေးထက်ကိုခံစားကြရမယ်ဒါပြင်အောက်ကားကလေးတွေကြွေကြလာနေတဲ့ကမ္ဘာမြေပြင်ကြီးကိုတွေ့ကြရမယ် အပြေးပြေးအချိန်ကိုနောက်ဆုတ်သွားတဲ့အခါကျွန်တော်တို့ကဘာကြီးမွေးဖွားလာခဲ့တဲ့ပထမအဆကိုမြေဝါထင်နေမြင်ရပါတော့မယ်အားလုံးအစင်းသိဖြစ်ပြီဆိုရင်ကျွန်တော်တို့နေထိုင်နေတဲ့ကဘာဂျူကြီးရဲ့အရန် ထူးခြားပြောင်မြောက်တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုကျွန်တော်နဲ့အတူစတင်လေ့လာလိုက်ကြအောင်ပါကျွန်တော်တို့အချိန်တစ်ခုကိုရောက်သွားပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း9ဘီလီယံလောက်မှာဖြစ်ပါတယ်။မဟုတ်သေးပါဘူး။ ကျွန်တော်တို့နေနေတဲ့လှပတဲ့အပြာရောင်ကြိုကြီးဘဲရောက်နေပါလိမ့်။ဒီချိန်မှာကျွန်တော်တို့ရဲ့နေဖြစ်လာမယ်အသည့်ဖြစ်လာတဲ့ကြဲတလုံးနဲ့အာကာသာရဲလွင့်နေတဲ့အုတ်ကာကဲအစိပ်ပိုင်းတွေပဲရှိနေပါလိမ့်။ကျွန်တော်တို့ရောက်လာတဲ့အချိန်ဟာအရန်စောနေတာပါ။ဒီချိန်မှာကဘာကြီးဟာရှိတောင်ရှိမနေသေးပါဘူး။ဒီပြည့်စည်တွေကြားမှာကျွန်တော်တို့ရဲ့ဂျိုကြီးဟာတဖြည်းဖြည်းနဲ့ပေါ်ထွန်းလာတော့မှာပါ။အချိန်ကိုရှေ့ဘက်နဲ့အမြန်ကြော်လိုက်မယ်ဆိုရင် gravity ကပြန်ကျဲနေတဲ့အမှုံတွေကိုကြောက်တုံးခတ်သေးသေးတွေဖြစ်ဆွဲကပ်နေတာကိုမြင်ရမှာပါကျွန်တော်နေထိုင်တဲ့ရှုပ်ထွေးကျေပြောပြီးလှပတဲ့ကဘာကြီးဟာကြောက်တုံးနေအမှုံနေ gravity ဆွဲအားတွေကနေအခုလိုစဖြစ်လာတယ်ဆိုတာယုံမှုတော်တော်လေးခက်ပါလေ။နှစ်ပေါင်းတန်းတဲ့ချီကြာတဲ့အခါဒီကြောက်တုံးနေဟာဂျိုကြီးတစ်ခုဖြစ်ကိုရောက်လာပါတယ်။ဒါဟာကဘာဂျိုကြီးပါပဲ။ အချိန်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း4.45ဘီလီယံလောက်ကဖြစ်ပါတယ်။ရဲရဲတောက်ပြီးလောင်ကျွမ်းနေတဲ့ဂျိုကြီးဟာဘဘဲပေါ်မှာမီးတဲ့ဟာထုတ်ထားတဲ့တံဘူးလုံးကြီးတစ်လုံးလိုပါပဲ။လူတွေနေဖို့ဖြစ်နိုင်မှုနေနေသားသားငရဲဘုံကြီးတစ်ခုနဲ့တော့တူပါသေးတယ်။အပေါ်ယံဘူးကြီးဟာ1200ဒီဂရီဆဲစီယက်ထိပိုနေပြီးရှူစရာလေးမရှိသလိုကာဗွန်ဒိုင်အောက်ဆိုက်နဲ့နိုက်ထရိုဂျင်ဓာတ်ငွေတွေပဲရှိနေပါတယ် အယမ်းပူပြီးအယမ်းကိုအစိတ်သိမ့်စေတော့ကြောင့်အနားကိုကတ်လိုက်မယ်ဆိုရင် လူသားတွေအနေနဲ့ချက်ချင်းကို လောင်ကျွမ်းပြာကျသွားမှာပါအသည့်ဖြစ်ဒီလာတဲ့ဂျိုကြီးတလုံးဟာစူပွက်နေတဲ့ကြောက်တေအေးပျော်နေတဲ့အလုံးကြီးတလုံးလိုပါပဲဒီဂျိုကြီးပေါ်မှာမာကြောတဲ့မြေပြင်တစ်ခုမှမရှိသေးပဲဂျိုကြီးတစ်ခုလုံးဟာအစုံးမရှိတဲ့ချော်ရည်သမုတ်တရားကြီးဖြစ်ပါတယ်ဒီချိန်မှာတော့ကဘာဂျိုကြီးဟာစူပွက်လှုပ်ရှားနေပြီး နေရာတကာမှာပေါက်ပွဲမှုတွေဖြစ်နေတယ်ဖြစ်ပါတယ်။အမောင်ကြီးတခုကြလို့လှမ်းကြည့်လိုက်တဲ့အခါကဘာဂျိုကြီးလိုပဲအသည့်ဖြစ်တီစာဂျိုတလုံးကိုတွေ့လိုက်ရပါတယ်။မာစ်ဂျိုရဲ့အရွယ်အစားလောက်ရှိပြီးကဘာဂျိုရှိရာကိုတဲ့တယ်ကြီးလာနေပါတယ်။အစက္ကန့်ဟို15ကီလိုမီတာနှုန်းနဲ့လာနေပြီးဒီအချိန်ဟာကြည်စံထက်အစ20လောက်ကိုမြန်ပါတယ်။ကဘာဂျိုဘော်ကို ဖြည်းဖြည်းချင်းနီးကပ်လာပါပြီ။အနာကပ်လာတဲ့ဂျိုရဲ့စွဲအားဟာကဘာဂျိုရဲ့မျက်နှာပြင်ကိုတော့ကိုေးကောက်သွားစေပါတယ်။ အဲ့ဒီနောက်ဂျိုချင်းချင်းတိုက်မိသွားပြီးကြီးမားတဲ့ပေါက်ကွဲမှုကြီးတခုဖြစ်လာပါတယ်။တိုက်မိတဲ့အရှိန်အကြောင်းဖြစ်လာတဲ့လှိုင်းတွေဟာဂျိုတခုလုံးကိုပြန့်နှံ့ရောက်ရှိသွားပြီးဂျိုကြီးနှလုံးဟာ liquid ပုံစံနဲ့ရှိနေပေမဲ့လည်းတခုနဲ့တခုပွတ်တိုက်မှုအပြီးမှာတော့ trillion နဲ့ချီတဲ့အပိုင်းစတွေဟာအာကာသတွေကိုလွင့်စင်ထွက်ကုန်ကြပါတယ်။အဲ့ဒီကနေနှစ်ပေါင်းထောင်ချီကြာတဲ့အခါညီဆွဲအားကမော်ဆန်တဲ့အရာတခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ ဂျိုးကြီးတစ်ခုတိုက်မိရာကနေလွင့်ဆင်သွားတဲ့အပိုင်းစာတွေကိုဂျိုးဝိုင်းရံနေတဲ့ဂွင်းကြီးတစ်ခုအဖြစ် မြေဆွဲအားကဖန်တီးလိုက်ပါတယ်။အဲ့ဒီဂွင်းပလန်းကြီးမှာတော့လွင့်နေတဲ့အပိုင်းစာတွေတပြေးပြေးစုရင်းကီလိုမီတာ3500လောက်ကျဲတဲ့ကြောက်လုံးကြီးတစ်ခုဖြစ်လာပါတယ်။ကျွန်တော်တို့အခုမြင်နေရတာကတော့ကျွန်တော်တို့ညဘက်မှာမြင်နေရတဲ့လာမင်းကြီးစတင်မွေးဖွားတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကတော့လာကြီးဟာကျွန်တော်တို့အခုမြင်နေရတဲ့ပုံစံထက်အရန်ကိုနီးကပ်ပြီး အခုအကွာဝေးကီလိုမီတာ၄သိန်းကျော်အစားကဘာကျော်ကနေ12500ကီလိုမီတာအဝေးမှာရှိနေတာပါတစ်ဖက်မှာတော့တပြေးပြေးအပူချိန်ရော့လာနေတဲ့ကဘာကြီးအပေါ်ကနေနေလုံးကြီးဟာပြတ်တန်းသွားပါတယ်ဒါပေမဲ့နေဟာနည်းနည်းထူးဆန်းနေပါတယ်ဘာဖြစ်လို့လဲဆိုတော့နေဝင်ချိန်ဟာ နေထွက်ပြီး၃နာရီအကြာမှာဖြစ်တာဖြစ်လို့ပါဂျိုကြီးကခုတိုက်မိတဲ့အချိန်ဟာ ပြင်းထန်တာကြောင့်ကဘာလေရာဟာအယမ်းမြန်ပြီး တနေ့လုံးကို6နာရီပဲအချိန်ရှိပါတယ်။ကဘာကြီးဟာခက်မြက်မြန်လေပတ်နေပြီမဲ့လဲကဘာမျက်နှာပြင်ပေါ်မှာတော့ဖြည်းဖြည်းချင်းပြောင်းလဲနေပါတယ်။ကဘာကြီးဘလို့ပြောင်းလဲနေတယ်ဆိုတာနားလည်ဖို့အတွက်ကျွန်တော်ဟာရှေ့ဘက်ကိုအချိန်တန်းနဲ့ချီထပ်သွားဖို့လိုပါတယ်။ဒီအချိန်ဟာအုတ်ကာကဲတွေအများအပြားကဘာပေါ်ကိုကြတဲ့အချိန်ဖြစ်ပြီးဟေးလုံးမီဒီယာလို့ခေါ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3.9ဘီလီယံအချိန်ကဖြစ်ပါတယ်။ နေဖွဲ့စည်းဖြစ်တည်မှုကနေကြံရှိနေတဲ့အာကာသရေယအုတ်ကာခဲတွေကမ္ဘာမျက်နှာပြင်ပေါ်ကိုပြုတ်ကျလာနေတာဖြစ်ပါတယ်။အခုပြုတ်ကျလာနေတဲ့အုတ်ကာခဲတွေရဲ့အတွင်းကိုကြည့်လိုက်မယ်ဆိုရင် စားပွင့်လေးတွေနဲ့တူတဲ့အဆိုင်ခဲလေးတွေကိုမြင်ရမှာပါ။ဒီစားပွင့်လေးတွေထဲမှာတော့ microsite လောက်ပဲရှိတဲ့ရေမုံရေမွှားလေးတွေပါဝင်လာပါတယ်။အဲ့ဒီအရာတွေပါဝင်တဲ့အုတ်ကာခဲတွေအများအများဟာကမ္ဘာပေါ်ကိုပြုတ်ကျနေတာဖြစ်ပြီးဒီအုတ်ကာခဲတွေထဲမှာ ကဘာဘဝတရှိတွေဖြစ်လာစေဖို့အ धिक လိုအပ်ချက်တွေပါဝင်လာပါတယ်ဒီလိုဥက္ကာကိရိတွေထဲမှာရေပမာဏဟာတကယ်ကိုနည်းနည်းလေးမှနည်းနည်းလေးပဲပါတာပါဒါပေမဲ့ကဘာဘဝကြလာနေတဲ့ဥက္ကာကိတွေဟာနှစ်ပေါင်းတန်း20လောက်ဇက်တိုက်ကြလာနေတာ ဖြစ်တဲ့အတွက်ကဘာမျက်နှာပြင်ပေါ်မှာရေအိုင်လေးတွေစတင် ဖြစ်ပေါ်လာပါတယ်ရေတွေဟာမြေသားအမာတွေပေါ်မှာရှိနေကြပါပြီဒီချိန်မှာကဘာဥတိုင်းဟာတော့မူလအတိုင်းပူမြဲပူနေပါတယ် ဒါပေမဲ့ညနေပြင်မှာတော့80ကနေ80ဒီဂရီဆဲလ်စီယက်လောက်အထိအေးလာပြီး Earth Crash လို့ခေါ်တဲ့ကမ္ဘာအခွန်လွှာစတင်ဖြစ်ပေါ်လာပါတယ်။အနာဂတ်မှာတော့ဒီရေတွေကိုပဲကျွန်တော်တို့တောက်သုံးကြတာဖြစ်ပြီးကျွန်တော်တို့တောက်လိုက်တဲ့ရေတငုံရေတခွက်သမုဒ္ဒရာတိုင်းမှာရှိတဲ့ရေတစက်စီတိုင်းဟာနှစ်ပေါင်းဘီလီယံချီတက်တန်းရှိနေပြီဖြစ်ပါတယ်။ဒီရေတွေဟာအာကာသထဲမှာကီလိုမီတာပေါင်းတန်းနဲ့ချီခရီးသွားနေတာဖြစ်ပြီး ဥက္ကာခဲတွေထဲမှာပါဝင်လာခဲ့ပြီးတော့ကျွန်တော်တို့စီကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ကဘာကြီးဟာတပြေးပြေးနဲ့ကျွန်တော်တို့မြင်နေကြပုံစံနဲ့နှီးစက်လာပြီးဖြစ်ပေမဲ့အခုချိန်ထိတော့အန်ဒီရဲ့ကြည်တုံးပါပဲ။ဒီမုန်တိုင်းဟာအရန်ကျန်းပါတယ်။ကျွန်တော်တို့မြင်မှုသမျှအကျန်းဆုံးဆိုတဲ့ hurricane ထက်တောင်ပြင်းထန်ပါတယ်။ကျွန်တော်တို့အခုရောက်နေတာကတော့ hurricane ထပ်ပြင်းတဲ့ mega storm နဲ့မှာပါ။ကမ္ဘာကြီးရဲ့အရှိန်အမြန်လဲပတ်မှုကနေဖြစ်ပေါ်လာတာဖြစ်ပြီး လဟာကဘာနဲ့အရန်နှီးတာကြောင့်သူ့ရဲ့မြေဆွဲအားဟာအရန်ပြင်းထန်ပြီးကဘာမျက်နှာပြင်ပေါ်မှာရှိနေတဲ့ရေတွေကနေရေလိုင်းအကြီးကြီးတွေကိုဖြစ်ပေါ်စေပါတယ်ဒီလိုနဲ့အချင်းကြာလာတာနဲ့အမျှလဟာကဘာနေတပြေးပြေးအနောက်ကိုစုပ်သွားပါတယ်ဒါကြောင့်ရေလိုင်းတွေဟာတပြေးပြေးတည်ငြိမ်လာသလိုကဘာလဲပတ်နှုံးဟာလည်းတပြေးပြေးနှီးလာပါတယ်တက်ရှိတွေကိုမွေးထုတ်ပေးမဲ့ရေတွေဟာကဘာမျက်နှာပြင်ကြီးကိုဖုံးအုပ်ထားပါတယ် ဒါပေမဲ့ကမ္ဘာမျက်နှာပြင်ပေါ်မှာရေတွေကြီးပဲရှိနေတာတော့မဟုတ်ပါဘူး။ရေထဲမှာကျွန်းသေးသေးလေးတွေရှိနေတာကိုမြင်ရမှာဖြစ်ပါတယ်။ရုတ်တရက်ကြီးရင်တော့ဒီကျွန်းတွေဟာဘယ်ကပေါ်လာမှန်းမသိပေါ်လာတယ်လို့ထင်ရနိုင်ပါတယ်။ Molten Rock လို့ခေါ်တဲ့အပူချိန်အယမ်းမြင့်လို့အရေးလိုဖြစ်နေတဲ့ကြောက်တုံးဟာကမ္ဘာအပေါ်ယံခုံကိုဖောက်ထွက်ပေါက်ကွဲလာပြီးသမုဒ္ဒရာကျမ်းပြင်ကနေအပေါ်ကိုမြင့်တက်လာပါတယ်။အထင်ကြီးလာတဲ့အခါချော်ရည်တွေဟာအေးလာပြီး မီးတောင်ကျွန်းတစ်ခုအဖြစ်ကိုရောက်သွားပါတယ်။ကျွန်းတွေဟာဒီလိုစတင်ဖြစ်ပေါ်လာတာပါ။အနာဂတ်မှာတော့ဒီလိုဖြစ်ပေါ်လာတဲ့ကျွန်းတွေဟာအချင်းချင်းချိတ်ဆက်မိသွားပြီးကမ္ဘာပထမဆုံးတိုက်ကြီးတွေဖြစ်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ကမ္ဘာဂျိုကြီးဟာမီးနဲ့စတင်ခဲ့ပြီး ထိခိုက်ပေါက်ကွဲမှုတွေနဲ့ပုံပေါ်လာခဲ့တာဖြစ်ပါတယ်။နောက်တော့ငရဲပြည်ကြီးလိုမီးတွေပဲရှိနေတဲ့နေရာကိုရေတွေရောက်ရှိလာခဲ့ပြီးကုန်းမြေတွေပေါ်ထွန်းလာတာ ဘာကျူကြီးဟာဘာကြောင့်ထူးခြားစမ်းကြယ်နေရကလဲဘာကြောင့်တက်ရှိတွေဖြစ်ထွန်းလာတယ်လဲဆိုတော့ပထမဆုံးသဲလွန်စာလေးတစ်ခုကိုရရှိလာပြီဖြစ်ပါတယ်ဒီ series မှာကဘာကြီးစတင်ဖြစ်ပေါ်လာတဲ့အချိန်ကနေကဘာပေါ်မှာတက်ရှိတွေဖြစ်တည်လာတဲ့အထိဖြစ်ပျက်ပုံအစဉ်အဆက်ကိုကျွန်တော် series နဲ့ပြောသွားပြီးမှာဖြစ်ပါတယ်နောက်ပိုင်းတွေကိုလည်းဆက်လက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီအပိုင်းလေးဟာကို့အတွက်ဗဟုသုတတစ်ခုခုရခဲ့တယ်ဆိုရင်လည်းဒီ video လေးကို like and share လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ် ားလုံးပဲအဆုံးထိတည်ယူပေးတာကျေးဇူးတင်ပါတယ်